စပွန်ဆာမရသေးသလိုစူဂျီလည်းမကြေညာတဲ့ MNL League Cup ဧပြီလ29ရက်ကစတင်ခဲ့တဲ့2025 MNL League Cup ပြိုင်ပွဲမှာပြိုင်ပွဲကျင်းပနေချိန်ထိစပွန်ဆာစာချုပ်တွေမချုပ်ရသေးဘူးလို့ MNC ကိုဦးစိုးမှုချုပ်ကိုယ်တိုင်ကဝန်ခံထားရပါတယ်ပြိုင်ပွဲကို League 1နဲ့ League 2ကအသင်းပေါင်း20ဝင်ပြိုင်မှာဖြစ်ပြီးအုပ်စု၄ခုခွဲထားပါဗျ ပြိုင်ပွဲပုံစံကအုပ်စု၄ခုကအုပ်စုပထမနဲ့ဒုတိယရအသင်း၂သင်းစီควอเตอร์ဖိုင်နယ်ကစားရမှာပါ။ပြိုင်ပွဲဝင်အသင်းတွေရဲ့ပြင်ဆင်မှုကလည်းထိပ်သီးသင်းတွေဖြစ်တဲ့ရန်ကုန်၊ရှမ်းတကူစတားတို့ကလွှဲရင်ဂျန်တဲ့အသင်းတွေကဝစ်စုံတော့ကောင်းကောင်းမမလုပ်ထားပဲဖြစ်သလိုပြိုင်ပွဲဝင်မဲ့အနေအထားမျိုးပါ။ပြခဲ့တဲ့ရာသီကလည်းမြန်မာ National League ပြိုင်ပွဲကို Titan Sponsor မရှိဘဲကျင်းပခဲ့ရသလို ဒီနှစ်မှာလည်းစပွန်ဆာမရှိသေးဘဲပြိုင်ပွဲတွေကျင်းပရမယ်သဘောရှိနေပါတယ်။လိဂ်ကပြိုင်ပွဲပွဲစဉ်တွေကို MRTV4 ကနေတိုက်ရိုက်ပြမယ်လို့ကြေညာထားပေမဲ့ပွဲစဉ်တိုင်းကိုပြမှာမဟုတ်ဘဲအသင်းကြီးပွဲတွေကိုပဲအဓိကပြသွားမယ်လို့သိရပါတယ်။သတင်းစာရှင်းလင်းပွဲမှာတော့စပွန်ဆာလိုဂိုတွေကိုတတ်ထားပေမဲ့ဥက္ကဋ္ဌဦးစောစောပိုင်းနဲ့အေယာလုပ်ငန်းစုကလိုဂိုတွေကတဝက်လောက်နေရာယူထားတာပါ။ပြိုင်ပွဲကိုဘလောက်ထိပြည့်ကလဆန်ကျင်းပနေသလဲဆိုရင် ဝင်ပြိုင်မဲ့အသင်းတွေအတွက်ထောက်ပံ့ခြင်းနဲ့ပြိုင်ပွဲမှာချန်ပီယံဖြစ်မဲ့အသင်းရမယ်စုကြီးကိုတော့ထုတ်ပြန်နိုင်ခြင်းမရှိပါဘူး၂017နောက်ပိုင်းကလေးကမြန်မာ National League ပြိုင်ပွဲကိုပြိုင်ပွဲကျင်းပရဲဆိုတဲ့အမိခံသဘောမျိုးသာကျင်းပနေတာဖြစ်ပြီးပြိုင်ပွဲအဆင့်တန်းကလည်းကမ္ဘောဒီးယားလီထက်ကိုနိုင်ကြနေပါတယ်